ပြောသေးပါတော့ငပြောသေးကိုတော့ဇာတော့အမ်တင်းမွေးနဲ့သုံးလို့ရတယ်ဖေးချာနဲ့သုံးလို့ရတယ်အဓိကတော့ဇာတော့အာဟာရအာဟာရဖြစ်တဲ့အတွက်ကြောင့်မလို့ဖေးချာကိုအဓိကရွေးပြီးတော့သုံးထားပါတယ်ပြီးရင်တော့နွားနှုတ်ပေါ့နော်နွားနှုတ်ကတော့3လီတာသုံးပြီးတော့ဥဝသေးတော့အာ1လီတာချင်းစီဖဲပြီးတော့ ော့ပို့ပြီးတော့အရသာရှိအောင်လို့ဆိုပြီးတော့ပေါင်းဖြစ်ပါတယ်ဒီမိွေလေးနဲ့ပေါင်းမယ်ပေါ့နော်အာပြီးရင်တော့ခွေကောင်းပါမယ်ကြက်ဥကြက်ဥကိုကာချက်အာကာချက်လေးဖြောင်းပြစ်ပါတယ်2မိနစ်လောက်ပဲပြစ်ပါတယ်ရှင်တခြားပါဝင်ပစ္စည်းတွေအနေနဲ့ဆိုရင်တော့လို့စီညိုစီနဲ့အာပိုင်းလုံးလဲပါပါအောင်မယ်အဲဒါကတော့အကုန်လုံးပြင်ဆင်ပြီးသွားတဲ့အချိန်မှာဒါဆန်းပြီးတော့တပွဲဆန်းပြီးတော့မြည်